မင်္ဂလာပါရှင်။ရာသဆောင် channel ကနေပြောပရိသတ်များအားလုံးကိုပြန်လည်ပြကြုပ်ဆိုပါရှင်။ပရိသတ်များရှင်ဒီနေ့မှာတော့စာရေးသူကျိုးရင်သည်ကံဘလူရှေတာထားတယ်။ရန်ညိုးဖွဲ့ကဝေးဆိုရက်ဇလန်လေးရဲ့အပိုင်း30ကိုတင်ဆက်ပေးသွားကြမှာ။ဇလန်လေးကိုနားမစေခင်မှာတော့ channel လေးကိုလိုက်ရ subscribe လေးနှိပ်သွားပေးဖို့တောင်းဆိုပါရှင်။ကျေးဇူးတင်ပါတယ်။ဒါဆိုရင်ဇလန်လေးကိုစတင်ပြီးတော့နားစင်လိုက်အောင်ပါရှင်။ဒေါ်လေးဒေါ်လေး တကယ်ပဲပြစ်ထားရတဲ့တော်လေးရဲ့မေးပြုံမြင်းလဲပေါ်မှာစင်စင်ချင်းသူမတို့ကိုစောင့်မျှော်နေတဲ့တော်လေးထံအာပါတရာပြေးဖက်လိုက်တဲ့တော်လေးဖြစ်သူတော်နူးမရလေမေးပြုံကို ပြန်လဲပွေးဖက်ထားပြီးသူတို့နှစ်ယောက်ကိုရှက်ကျင်နေရဲ့အနှင်းလေးကိုတော်နူးမေလက်ရက်ခေါ်လိုက်လျာအနှင်းလေးကလည်းသူတို့စီကိုပြေးဝင်ပွေးဖက်တော်တယ်အခုနေရာဟာတောင်ကြီးရွာနေအနှင်းငယ်ကွာလန်းနေတော်နူးမေတူမဖြစ်သူတွေလာမဲဆိုတာကို စာပို့ခုံနဲ့အကြောင်းကြားတာလို့သိရှိနေခြင်းဖြစ်တယ်။ဒါကြောင့်ဒေါ်နုမီဟာရွာမလူတွေမရင်မိစေဖို့အတွက်အိမ်ညာမှာစောင့်နေခဲ့ခြင်းဖြစ်တယ်။ဒေါ်လေးတူမလေးတွေကိုလွှမ်းလိုက်တာကွယ်။ဒေါ်နုမီကပြောလေပြောတူမနီယောက်ကိုတင်းကျပ်စွာပွေးဖက်ထားတယ်။တူဝရီးတွေပွေးဖက်အလွမ်းဖြစ်နေကြရင်မှပင်မေပြိုထံမှာဒေါ်လေးမမေဆုံးသွားပြီဆိုတော့တိလာရင်ဘလို့မမမမဆုံးပြီဟုတ်လားမေပြော ဟုတ်တယ်ဒေါ်လီမမေဆုံးသွားပြီဒေါ်လီရဲ့အခုဆိုသမီးတို့မှာမမေမရှိတော့ဘူးဒေါ်လီရဲ့အလိုဖြစ်မှဖြစ်ရလေမမရဲ့တူမလေးဘီနဲ့လာမယ်ပြောတော့ကစောင့်နေခဲ့တာတူမလေးဘီရဲ့ပုံလေးဘီတောင်လာတော့ကပြေးသွားခဲ့တည်းဟာအခုတော့ဒေါ်နုမီပါပြင်တက်မှာမျက်ရည်စည်းကြောင်းနေတွေ့တန်းစည်းစင်းနေပြီတစ်ချက်တစ်ချက်စိုက်တန်လေးပါထွက်လာခဲ့တယ်မေပြောတော့ညီမကလည်းအတော်ဖြစ်သူကိုဖတ်ထားရင်ငိုကြွေးနေကြရှာတယ် ဒီလိုအာရစွာပွေးဖက်ငိုကြွေးကြပြီးရဲ့နောက်သူမနှစ်ယောက်လက်ကိုဆွဲကသူ့ရဲ့နေအိမ်စီကိုခေါ်ဆောင်လာခဲ့တော့တယ်။လိုက်ဖို့တဲ့မြင်းလုံးကလည်းသူ့ရဲ့နေရက်စီကိုပြန်သွားခဲ့လေပြီ။ဒေါ်နုမေဟာတောင်ကြီးရွာမှာနေထိုင်ကရွာရှိတင်စာတင်ရေတွင်းရဲ့အခြေအနေကိုစောင့်ကြည့်နေရသူဖြစ်တယ်။စင်ရံနွမ်းပါတီအောင်နဲ့ပဲပြုတ်တောင်ကိုရွက်ပြီးနေစဉ်ရွာထဲမှာရောင်းချနေသူလည်းဖြစ်တယ်။ဒါကြောင့်ရွာရှိလူတွေကဒေါ်နုမေကိုပဲပြုတ်တဲ့ဒေါ်မြိုင်ဖြစ်တာသိကြတယ်။ တော်မြိုင်ဟာရွာပြင်မှာသာတဲဆောက်ပြီးသိကြနေပေမဲ့ရွာထဲရှိအခြေအနေကိုအမြဲစောင့်ကြည့်နေခဲ့ရတယ်။ရှမ်ပန်ရံကမျိုးနွယ်တွေစီမှအမတော်တွေကိုလည်းရရှိတတ်သေးရဲ့။အဲဒီအမတော်တွေကို အစောပိုင်းမှာမေပြော်တို့ကိုလိုက်လံပို့ဆောင်တဲ့မြင်းလုံးမှလာရောက်ပို့ဆောင်တတ်ခြင်းဖြစ်တယ်။တော်လေဒီရွာကလူတွေကိုအခြေအနေမှန်ပြောလိုက်ရင်ရောအဲ့လိုဆိုအဆင်ပြေလားတော်လေ။မေပြုတ်အမေကိုတော်မြအရွက်တင်နေရင် ကြော်ပေးထားတဲ့မြေပြိုထံခေါင်းလေးပြန်ကြည့်ပြီးအဖြစ်ပူတမီဒီရွာကလူတွေကလက်ခံမှာမဟုတ်ဘူးသူတို့ပြောလိုက်တာမှပိုဆိုးကုန်ပါဒါဆိုမြေပြိုတို့ကအိုက်ကဝေကောင်ရဲ့ဝိညာဉ်လွတ်မြောက်လာတဲ့အထိစောင့်မှာပေါ့ဟုတ်လားဒေါ်လေးဒါပေါ့ကွယ်ဒေါ်လေးတို့စောင့်အောင်မှာပေါ့ဒါနဲ့ရက်ပိုင်းလောက်ကြာရင်ဒေါ်လေးကိစ္စတခုရှိလို့မျိုးနွယ်တွေစီပြန်ရအောင်မယ်ကွယ်အဲ့ချိန်ကျတမီတို့ဒီမှာနေကြလို့ဖြစ်မှာလားဖြစ်ပါရဲ့ဒေါ်လေးရဲ့ဒေါ်လေးသွားမယ်ကိစ္စတော့သွားပါ ။သမီးတို့တွေ့စိတ်မပူပါနဲ့။ဒေါ်နုမီမေပြိုစကားကိုခေါင်းငယ်လိုက်တယ်။မေပြိုတို့နေရတယ်ဆိုတာဒေါ်နုမီသိရင်ကဝင်းနီမျိုးနယ်မှာဆင်းသက်လာတဲ့သွေးသားတွေမျိုးရရင်ကြပြီးရဲ့အဲ့ဒီထဲမှာမွေးရပါအစွမ်းတက်တီပြီးပါရှိရဲ့မေပြုတ်ကိုဒေါ်နုမီရုံကြည့်ရဲ့ဒုမဖြစ်သူမေပြုတ်တီတာမျိုးနယ်ရဲ့နောက်ဆုံးတောင်းအောင်ကိုလှုပ်ဆောင်နိုင်မယ်ဆိုတော့ဒေါ်နုမီဟိုးအရင်ထဲကပင်သိရှိထားပြီးရဲ့ဒါလေအနည်းလေးကိုရွာလိုက်လိုက်ပို့ပါလား အနင်လေးရွာထဲကိုရှောက်ကြည့်ချင်လို့အနင်လေးကအတော်ဖြစ်သူကိုပူဇော်လိုက်လျော့ဒေါ်နုမီယာအနင်လေးရဲ့မိဖလေးကိုလက်နဲ့ကင်တွင်ပြင်းနေပြီလားတမီလေးရဲ့ဒေါ်လေးညနေနေအိမ်လိုက်ပုတ်ပါမယ်ကွယ်ဟုတ်ပြီလားဟုတ်အနင်လေးအတော်ဖြစ်သူဒေါ်နုမီစကားကိုခေါင်းငိမ့်ပြိုင်နေစော့နေရဲ့နေရာစီကိုပြန်ပြေးထွက်သွားခဲ့ဟဲ့နေကိုတိတ်ဆန်ပြောနေအောင်ဘာလို့ငုံနေရတော့တဲငါရဲ့လိုက်ရ ရွာလေလမ်းမထက်မှာရှာကြီးတငယ်ငိုကျင်းနေရဲ့စံနေတသားကလေးမလေးတယောက်အဲ့ဒီကလေးမလေးရဲ့အနီးမှာကစားဘော်တငယ်ချင်းတချို့ရှိရဲ့အဲ့ဒီကစားဘော်ရင်းဤတူကလေးမလေးရဲ့မိခင်ဖြစ်ရတူတဲ့မိမကြီးကလည်းရှိရဲ့မိခင်ဖြစ်သူဟာရှိုင်းငင်ကငိုကျင်းနေရဲ့သမီးဖြစ်သူကိုအငိုတိတ်စီဖို့ပြောဆိုနေခဲ့တယ်။ဒါပေမဲ့အဲ့ဒီအဖြစ်ပြက်ကိုမေပြိုတို့တူဝီတွေ့မြင်နေကြရတယ်။မေပြိုကလေးမလေးစီသွားဖို့ပြက်နေတော့ အတော်ဖြစ်သူဒေါ်နုမီကမေပြိုးလက်ကိုလှမ်းဆွဲပြီးအသားနဲ့သမီးဒီလိုကိစ္စလေးမှာတို့တွေဝင်ပါကြမလို့မဟုတ်သေးဘူးတော်လေးရဲ့ကလေးမလေးကိုတရေကတ်နေရလေအချင်းရလေကြည့်အောင်ကြောင်ရင်အခက်တွေ့လိမ့်မယ်တော်လေးမေပြိုးကြည့်ရင်ကိုညီပေးကျင်လာတယ်တရေကောင်ဟာကောင်မလေးရဲ့ကိုမပိုးကက်ပြီးဟိုကျွေးနေရကိုမေပြိုးတွေ့မြင်နေရတယ်ကိုညီဖို့သူမသွားဖို့စူးစမ်းနေစဉ်အတော်ဖြစ်သူဟာသူမကိုတားဆီးလိုက်တယ် ထမင်းစားခြင်းနဲ့ထမင်းစားခြင်းထားလေအိမ်ပြန်မယ်။ဘက်နဲ့ရွာရိုးကိုပေါက်တနေကုန်စော့နေပြီမှထမင်းစားလို့ငိုရသလား။အတော်အတော်သမီးလေးဟိုမလကပင်မောကပြုတ်ကြတာ။သူတတော်နာရှာမှာပဲ။ဟဲဟုတ်လားမိချမ်းနေတတော်စော့တာပဲပြစမ်းဘယ်နှနာသေးလဲ။အတူကစားရဲကစားပွဲစကားကြောင့်မိခင်ဖြစ်သူကမိချမ်းဆိုတဲ့ကလေးမလေးကိုစူးငေါ့ရင်စူးရင်စွာမိလိုက်လျော်တယ်။ဗိုက်စားတဲ့ထမင်းကျွေး ဟဲ့အမေရစိတ်ဘူးလို့မေးနေရလေမိချမ်းရဲ့။နေရလေဘိုက်စာနေလားပြန်ကြမယ်။မိချမ်းကိုလက်ဆွဲကခေါ်သွားတော့တယ်။အဲ့ဒီအရာတွေကိုကြားမြင်နေရတဲ့မိဖြူကချက်ချင်းသူတို့နောက်စီကိုအပြေးလိုက်သွားရဒေါ်နုမေပင်တားဆီးချင်မိရလိုက်။တမီမိဖြူအော်ခက်တော့တာပဲဒီကလေးနဲ့ကွယ်။ဒေါ်နုမေစိတ်ဘူးပန်ကနောက်မှအနင်းဒီလက်ကိုဆွဲရင်လိုက်လာခဲ့ရတယ်။မိဖြူနဲ့မလန်မကန်းမှာ ကလေးမာလီနဲ့အဲ့ဒီကလေးမာလီရဲ့မိခင်တို့ဟာကြောပိအနေထားနဲ့ရှေ့မှတ်သွားနေကြ၏။မိဖုကတော့အချိန်လေးကိုကြည့်လိုက်ပြီးနောက်မှခတ်တတွေလျှောက်လာကအဲ့ဒီကလေးမာလီရဲ့နောက်စီအယောက်။နောက်ကြောပဲမှကလေးမာလီရဲ့ကြောပိအလဲတတဲကိုမိဖုသူမရဲ့လက်ဝါးနဲ့ရိုက်ချလိုက်တယ်။ရိုက်ချတဲ့နဲ့အတူပင်အော်ဟေးတဲ့အကြေကြီးထွက်ပေါ်လာပြီးကလေးမာလီကလည်းမိပြင်ပေါ်ကိုလဲကျသွားတယ်။ဟမ်။တမီးမိကျန်းဆိုတဲ့ကလေးမာလီလဲကျသွားတာနဲ့ မိခင်ဖြစ်သူဟာလဲကျသွားတဲ့ကလေးမလေးကိုစိုးရင်တကြီးမထူပင်းနင်းနေပါလလိုက်တာလဲငါသမီးတို့မေပြိုသမီးဖြစ်သူကိုရိုက်လိုက်တဲ့သူမကိုဒေါသတကြီးပြောဆိုနေရဲ့ကလေးမလေးရဲ့မိခင်ဖြစ်သူကိုကြည့်ကရှင်သမီးကိုကဲပေးရပါနှိုးလိုက်ပါသူနှိုးလိုက်ရင်တက်တာသွားလိမ့်မယ်ဘာပြောတယ်နင်းငါသမီးကိုဘာလို့ရိုက်တာလဲနင်းကဘသူလဲနင်ဘာလို့ငါသမီးကိုရိုက်လိုက်ရတာလဲမေပြိုတို့အဖြစ်ပြကြောင်းဘေးနားမှာရွာရှိလူတွေတစတစရောက်ရှိလာကြတယ် အားလုံးဟာလေမေပြုတ်ကိုမမြင်ဘူးကြတာမလို့တေချာစိုက်ကြည့်နေကြတယ်။ထိုးစင်တော်နုမီယာလူအုပ်သားမှတိုးထွက်လာပြီးသူမဖြစ်သူ မေပြုတ်လက်ကိုဆွဲပြီးလူအုပ်သားမှပြန်ထွက်ဖို့ပြန်လိုက်တယ်။အဲ့လိုဒေါ်နုမီပြန်ထွက်ဖို့ပြင်နေစဉ်မေပြုတ်လက်ကိုမိစံရဲ့မိခင်ကဒေါ်သာတဲ့ကြီးစောင့်ဆွဲလိုက်ပြီးဟဲ့နေပြုတ်ထပြေးမှလေငင်ကသမီးကိုရိုက်လိုက်တာငါသမီးကိုထိတတိမလဲလာသေးဘူးငါသမီးရောအခုလိုလုပ်တဲ့နေကိုငါတတ်မယ် အားနဲ့ဆွဲဆောင်ခံလိုက်ရပြီးတွန်းလဲလိုက်၍မေပြိုမြေပြင်ပေါ်ကိုမှောက်ရက်လဲကျသွားတယ်။မေပြိုလက်ကိုဆွဲထားတဲ့ဒေါ်နုမေဟာဟန်ကျက်ပြက်ပြီးလဲကျသွားမလို့ဖြစ်ပေမဲ့အနည်းရှိလူတွေကဒေါ်နုမေရဲ့ကိုယ်ကိုဝိုင်းထိန်ပစ်လိုက်ကြတယ်။ပြောစမ်းကောင်းမနင်းကသမီးကိုဘာလုပ်တာလဲ။မေပြိုကိုပေါ်တက်ခွာပြီးမေပြိုကိုဒေါ်သားတကြီးနဲ့ရန်ထောင်းတယ်။အဲ့ဒီမိမရဲ့ကိုလုံးကို မေပြိုတွန်းဖယ်ပြီးတော့လဲကျနေမှာပြန်ထလာခဲ့ရ။ဟမ်မိတမ်းမေကိုတွန်းထုတ်လိုက်တယ်ဟေ့ကြည့်စမ်း ဟဲ့မရိုင်းတာဟဲ့ဘေကဟာလဲမိကျအမေဟာမိပြိုတွန်းလဲလိုက်တာကိုကုံယုံပြန်ထားပြီးထွက်သားဖို့ပြင်နေရဲ့မိပြိုထံကိုအပြေးဝင်လာပြီးမိပြိုသပင်ကိုလက်နဲ့အပပါဆွဲချလိုက်လျာလှွတ်စမ်းဟင်မိပြိုကသူမရဲ့သပင်ကိုဆွဲဆောင်ခံလိုက်ရခြင်းဒေါသတကြီးနဲ့နောက်ကိုခေါင်းကိုမရမကလှည့်လိုက်ပြီးမိကျန်းရံမိခင်ကိုသူမသပင်ကိုလှုပ်ခံလိုက်စဉ်ရုပ်တရည်ဆိုသလိုသူမရဲ့မျက်လုံးတွေဟာဒေါသကြောင့်ငကူအနဲ့ရောင်မှာချက်ချင်းဆွတ်တယ်လို့ အနီရအတွင်ပြောင်းလဲသွားခဲ့တယ်။ဒီအချင်းရကိုမြင်လိုက်ရတဲ့မိချမ်းရဲ့မိခင်ဟာမြေပြုတ်စပင်ကိုကြောက်လန့်တကြားလှုပ်ပေးလိုက်တယ်။ဒါပေမဲ့မိချမ်းမိခင်မြင်သလိုအနည်းရှိလူတွေမမြင်ခဲ့ရတာကထူးခြားလာတယ်။အချင်းတွေတွေရှုပ်သေးတာမို့လို့ဒေါနုမီမြေပြုတ်အနီလာကအမရဲ့ဒါကျုပ်တူမလေးပါ။သူရွာရောက်တာမကြသေးလို့အခုလိုအလွတ်အလွတ်မှမှဖြစ်ကုန်တာပါတောင်းမင်ပါတယ်အမရဲ့ဒေါနုမီနောက်ဆုတ်သွားတဲ့မိချမ်းမိခင်ကိုတောင်းမင်လိုက်တယ်။ထိုးစင်ပါပြီ။ မိကျန်တတိယလာပြီးတော့လာကြည့်ပါအောင်ဒွေလေးမော်ရဲ့လာပါအောင်မိကျန်မိခင်အမီးမှာအားလုံးခေါ်တယ်ဒွေလေးမော်ဖြစ်တယ်တတိယလာတယ်ဆိုတဲ့အတန်းကြောင့်သူမရဲ့တမီးဖြစ်သူတန်းကိုအပြေးသွားတော့တယ်တမီးတမီးတတိယပြီလားအမေတမီးတမီးကိုမလာကပင်မောအကောင်ကြီးဟာမိကျန်ဟာသူမမြင်ခဲ့ရတဲ့အရာကြောင့်မိခင်ဖြစ်သူကိုစကားဆန့်ပြောနိုင်ပဲငိုကြွေးတော့တယ်ဒွေလေးမော်ဟာမိပြိုးစီကိုလှမ်းကြည့်လိုက်တော့မိပြိုးတို့မရှိကြတော့ဘူး အတောင်းကတော့ဒီတောင်းနဲ့မပြီးခဲ့ဟဲ့ပဲပြုတ်တယ်တော်မြန်ရဲ့တူမဆုံးပါတဲ့ဟုတ်လို့လားဟဲ့ဟုတ်တာမှတိတ်ဟုတ်မင်းရဒွေးလေးမော်နဲ့သူနဲ့ရံဖြစ်တော့ဒွေးလေးမော်ကိုဒေါ်သတကြီးပြန်ကြည့်ရလေအဲ့မှာဒွေးလေးမော်ကသူ့မှာအစွဲကြီးတွေပါတာတွေ့ရရဲဆိုပဲနောက်ပြီးမိချမ်းကိုရိုက်တာကလည်းအကြောင်းရှိတဲ့တော့အဲ့ဒါကအဲ့ဆုံးမှမိချမ်းကိုစားကြင်လို့နောက်ကနေလမ်းပြီးသူ့ပညာထက်လိုက်တာတဲ့ဒါတော့ဒွေးလေးမော်ကမြင်သွားတော့ပြဿနာတွေဖြစ်ကြတာလေဟဲ့ ယောက်ျားကြီးပဲအေးဟုတ်တယ်ငါလည်းကြားမိရဲ့ဘားတဲ့သူ့လက်သေးရီကလည်းအရွှေကြီးပဲတဲ့ဒီတိုင်းဆိုဒုက္ခပါပဲဟဲ့ဘာဟုတ်ဒုက္ခလဲအေးဒုက္ခတာပေါ့အေးဆုံးမရေဆိုတာအောက်လန်းလေးတွေနဲ့လူတွေကိုတက်လို့ရရဲ့လေအဲ့လိုမျိုးသားအမှန်ဟုတ်လို့ကတော့တို့ရွာအခက်တွေ့မှာပေါ့ဟဲ့အိုးအေးနှင်းလွတ်လိုက်မှာပေါ့သူ့ဘာသာဆုံးမဖြစ်ဖြစ်ကဝေမဖြစ်ဖြစ်တရေမဖြစ်ဖြစ်ရအောင်နှင်းလွတ်ပြရမှာပဲ ရွာထဲရှိတည်င်းစကားတွေဟာပြန်နယ်လို့နေရှာတယ်။ဒီတည်င်းတွေကိုကြားသိလာတဲ့ဒေါ်နုမေဟာကဲဘလို့လုံမလဲ။အခုဆိုရွာထဲမှာစုံမလို့ခေါ်နေကြပြီ။ဒေါ်လေးမပြောဘူးလား။ကို့ဘာသာနေပါဆိုတာကိုအခုကြောင့်ဘလို့လုံကြမလဲ။ဒေါ်လေးရဲ့တည်င်းဆိုတာကောင်းတာရောမကောင်းတာရောပြောတတ်ကြတာလူရဲ့သဘောလေ။ဒါတွေကိုလိုက်ရှင်းပြနေအချင်းရိတာကြာသွားလိမ့်မယ်။အဲ့တော့သမီးတို့ကိစ္စပြီးရဲ့အထိပဲနေရမယ်။ရွာမှာဒါတွေကိုလိုက် ရှင်းပြနေကြမလို့ပါဘူး။ မေပြုတ်ညမဖြစ်သူအနေလေးစားဖို့အတွက်ဖမင်းနယ်ပရင်နဲ့အတော်ဖြစ်သူစကားကိုပြန်လဲခြေပါလိုက်တယ်။အေးညီတော်ပဲငါတို့မှဒေါ်လေးရတော့ကိုရီလောက်ရမယ့်အလုပ်ပဲတေချာလုပ်စေချင်တယ်။ကျန်တဲ့ကိစ္စတွေမပါစေချင်တော့အမှန်ပဲ။မေပြုတ်ပြန်လဲမပြောပြတော့သူမစီအတွင်းမှာတော့တမီတမီးပိုင်ဆိုင်ထားတဲ့အရာတွေဟာလူတွေအတွက်အကျိုးပြုဖို့တမီးဝန်တဲ့ဖျားတွေကပေးထားကြတာ။အဲ့တော့အဲ့ဒီပညာတွေနဲ့ လူတွေအတွက်အကောင်းဆုံးကူညီဆောင်ရွက်ပေးရမယ်ဆိုတာမမေ့ပါနဲ့နော်။မိခင်ဖြစ်သူပြောခဲ့မှုရဲ့စကားတွေကိုသာသူမကြားရောက်နေမိခဲ့တယ်။ပရိသတ်များရှင်အခုတင်ဆက်ပေးခဲ့တယ်။စာရေးသူဂျိုးရင်တီကမ်ဘလူရှင်းတာထားတယ်။ရန်ညိုးဘွက်ကဝေးဆိုတဲ့ဇလန်လေးရဲ့အပိုင်း၁၀ကတော့ဒီမှာတင်ပေးပါပြီ။ငါးစင်ပေးခဲ့တဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။